စစ်တပ်၏ဖက်စီချုံနာမှုတွင်စေကူတာကွင်ရင်းပယ်ခံရသောမိခင်တောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်မည်ကိုစိုးရိမ်မိဟုတားဖြစ်သူကင်အရေထုတ်ဖော်ပြောဆိုအကြံဖက်စစ်တပ်၏မတရားဖက်စီချုံနာမှုတွင်စေကူတာကွင်ရင်းပယ်ခံရသောမိခင်တောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်မည်ကိုစိုးရိမ်မိသောတားဖြစ်သူကင်အရေကအမေရိကန်အခြေဆိုင် Time Magazine တွင်ဆောင်းပါးရေးသားထားသည်မြန်မာနိုင်ငံကအချင်းထောင်များမှာနာမည်ဆိုးဖြင့်ကြော်ကြပြီးနိုင်ငံရေးအကျဉ်းသားနှစ်ဦးလက်ဆင့်တည်ဆုံနေသည်ဟုလူအခွင့်ရေးအဖွဲ့များကပြောဆိုထားကြောင်း ထောင်အောင်ဆန်းစုကြည်အနေဖြင့်စေကူတာခွင်လွတ်လပ်စွာပြောဆိုခွင်လွတ်လပ်စွာပြောဆိုခွင်အခြေခံလူအခွင့်ရေးများဆုံးရှုံးနေကြောင်းထို့ကြောင့်ထောင်အောင်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မည်ကိုစိုးရိမ်ကြောင်းထောင်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်ဆောင်ရှားမှုများကိုရရှိနိုင်ကမကြခင်ပြန်လည်ဆောင်တွဲမည်ဟုမျှော်လင့်ကြောင်းသူကပြောဆိုထားပါတယ်ရှင်မိခင်ဖြစ်သူကိုပြန်လည်လွတ်ပြေးရေးတောင်းဆိုကြမှာကိုရဲကိုတာကိစ္စဒါမကကိုကြည်တရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်း အမှန်တရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခြင်းမရှိသည့်မြန်မာလူမျိုးတန်း90ကျော်၏ဘဝများနှင့်လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာလ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနာရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တစုကျင်းပသည့်နေ့ဖြစ်ကြောင်းစစ်တပ်ကယခုအခါအတုအယောင်ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုသည်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုသည် အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးတစ်ဖုံးနှင့်အရိုးရောဂါများနှင့်ပတ်သက်သောကျန်းမာရေးများခန်းစားနေရကြောင်းရခင်ကအထုံအောင်ကြခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အခြေချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမိသည့်နေရာမှမတည်တည်နေရာတွင်ချုံနှောင်ထားကြောင်းရခင်ကခရစ်စမတ်ကိုပင်ဖခင်အကိုမိခင်တို့အတူတကွရှိနေခွင့်ရှိခဲ့ကြောင်းခင်အဲရီကာဆိုသည်